ဒီကစားမကိုဇန်နဝါရီမှာအတင်းကနေလုံးဝထွက်ခွင့်ပေးမှာမဟုတ်တဲ့ Emery Manchester United နေပြရူဘင် Emery ကတော့သူ့စီကနေအတင်းပြောင်းဖို့တောင်းဆိုထားတဲ့ United ကစားမတယောက်ကိုဇန်နဝါရီလမှာထွက်ခွာခွင့်မပေးနိုင်ဘူးလို့ပြောချလိုက်တယ်ဆိုပြီးသတင်းတွေထွက်ပေါ်လာပါတယ်။နေပြ Emery ဟာ United ကိုကန်ပြီးတော့၅ပွဲစတိုက်မရှုံးမနဲ့နိုင်ပွဲတွေပါရခဲ့လို့နိုမာလာနိုင်ငံကပွဲနှားချိန်ကိုတော့စိတ်အေးလက်အေးဖြတ်တန်းခဲ့ရတယ်လို့ဆိုရမှာပါ။ Sunderland, Liverpool, Brighton တို့ကိုနိုင်ပြီးတော့ Nottingham Forest နဲ့ Spurs တို့နဲ့ပါတည်ကြထားလို့ လက်ရှိမှာ United ကပရီးမီးယားလိမှာအဆင့်900ရာရောက်ရှိနေပါတယ်။နေရာဒီမှာခေါ်ထားတဲ့ Brian Ambomo, Matias Cunha နဲ့ Sandy Lammens တို့သုံးအောင်စလုံးက Emery လက်အောက်မှာခြေစွမ်းပြနေလို့ညတဲ့လူချင်းကပိုကောင်းလာတာသိတာနေပါတယ်။နောက်ထပ်ခေါ်ထားတဲ့ Benjamin Sesko ကတော့အင်္ဂလန်ဘောလုံးလေးနဲ့ MWN သေးပေမဲ့ရည်သွေးရှိတဲ့စိတ်ပိုင်းလေးတွေကိုတော့ပြသနေပါတယ်။ဒီလိုနဲ့ရာသီစာတလာတာကဆိုးဝါးဝါးပြီးဆုံးသွားပြီးတဲ့နောက်အိုးထက်ဖို့ရဝင်းစီမှာကောင်းမြင်စရာအကြောင်းတွေအများကြီးပေါ်ပေါက်လာခဲ့ပါတယ်။ ခုချိန်မှာတော့နေပြ MRN ထွက်ခွာမယ်ဆိုတဲ့စကားတွေတိတ်ဆိတ်သွားခဲ့ပြီ။ဒီရာဒီမှာပွဲသိမ်းမကစားရသေးတဲ့အတွက်ထွက်ခွာကျင်နေတဲ့ United တိုက်စင်မှု Joshua Zazi ကတော့လေးပွဲဆက်ပွဲမှာလေးပွဲပဲကစားသေးတာမလို့ဇန်နဝါရီမှာအတင်းကထွက်ချင်နေတယ်လို့သတင်းတွေကဆိုထားပါတယ်။2024မှာ CDA ကဘိုလွန်နာအသင်းကနေပေါင်36.5တန်းနဲ့ United ကိုရောက်လာခဲ့တဲ့ Netherlands ကစားသမားက54ပွဲမှာ9ဂိုးသွင်း3ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ် ဇက်စီကတော့2026ကမ္ဘာပလားအတွက် Dutch အသင်းလူစီးရင်မှာပါဝင်နိုင်ဖို့ရည်မှန်းချက်ရှိနေသေးတာကြောင့်ဇန်နဝါရီမှာအငားဖြစ်ဖြစ်အပြီးသက်ဖြစ်ဖြစ်ပြောင်းရင်တဲ့ကြောင်း Emerins ကိုရှင်းရှင်းလင်းလင်းပြောထားတာပါဇက်စီကကမ္ဘာပလားလူစီးရင်မှာပါဝင်ကစားနိုင်ဖို့ရန်တက်မှာလို့ရန်ကုန်ထိုင်းနေမဲ့အစားအခြားကလပ်အသင်းတစ်ခုရဲ့ပထမအသင်းမှာပုံမှန်ကစားခွင့်ရရှိဖို့လိုအပ်နေတာပါ2029ရီ United နဲ့စာချုပ်တန်တန်းရှိတဲ့အသက်24နှစ်ရွယ်ကစားမကို West Ham, Everton, AS Roma ပါဝင်ဥရောပကလပ်အများပြားကချိန်ဆက်နေကြပြီမြေဇက်စီက United မှာပဲဆက်နေဖို့အတင်းကျပ်ဖိအားပေးခံရနိုင်ပါသည် င်္ဂလန်သတင်းစာချုပ်ရဲ့ဖော်ပြချက်အရဒီဇင်ဘာနဲ့၁၇ရက်နေ့မှာစတင်ပြီးတော့ဇန်နဝါရီ၁၇ရက်နေ့မှာဘောလုံးပွဲကျင်းပမယ့်အာဖရိကဖလားပြိုင်ပွဲအတွက်အမ်ဘူမိုဟာမန်နဲ့မာဇရာဝီတို့၃ယောက်စလုံးညတဲ့ကနေ၄ဘက်ဒီခနာထွက်ခွာပြီးတော့ကစားကြမှာဖြစ်တဲ့အတွက်အမရင်ကဇက်စီဒီဆောင်းနဲ့မှာထွက်ခွာဖို့လုံးဝအခွင့်အရေးမရှိဘူးလို့ပြောကြတာဖြစ်ပါတယ်ဇဇီနေနဲ့အေဗီလာကလေးကယူနိုက်တက်အတွက်ပွဲအတွက်ကစားခွင့်မရသေးတာကြောင့်သူ့ရဲ့အသင်းတော်တချို့မရှိတဲ့အချိန်မှာအသင်းအတွက်ကစားခွင့်ရဖို့မျှော်လင့်နေမှာတေးကြပါရီကြီးစုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ